ဆန်လို့နေ။ကျေးဇူးဆန်လို့လို့ဆိုပြီးတော့ဒါအင်းစင်ရွာမှာအခုဆရာတော်ဖရာကျတော့ဒါမြင်းညံ့ကိုးဆောင်တိုက်ကထွက်လာတာပဲလေ။ဒီမှာပြန်ထွက်လာတယ်သူငယ်ငယ်တုန်းကသင်ခဲ့ရတာအဲ့လိုရေရိုးစာတွေဖြစ်နေတဲ့အတွက်ခင်မီအောင်ခင်နေကြီးတော့ဆမ်းတက်တာပေါ့နော်။အော်ဒီညဝါလေးပဋ္ဌာန်းတို့ယမိုက်တို့ပြန်ပါအဓိကဓာတုပ္ပထာတို့ဒါလေးဒီမှာဒီမှာဒီမှာခင်နေအညီဖြစ်အောင်အဲ့လိုဆမ်းတက်တဲ့စာသင်သားတွေနဲ့လာရောညီတို့ဖြစ်အောင်ပေါ့။အဲ့လိုဆမ်းတက်လိုက်တဲ့အခါကျတော့ဒီစာသင်သားတွေကလည်းပဲ စာဝါလိုက်ရတာဒီအဆင်ပြေပြီးတော့နည်းနည်းညလာတဲ့သဘောတည်းနဲ့အဲ့ရှေးရိုးအတိုင်းသွားနေတဲ့ဘုံလိုက်ဒီမှာကြာတော့စာတင်သားများအသိပြီးတော့မပျော်မွေ့တော့လို့ဖြစ်တာပေါ့နော်ဒီရှေးရိုးရှေးရိုးနဲ့ဟိုအသိပြီးတော့မရတဲ့သဘောပေါ့အဲ့ကျမပြအဲ့တော့အခုတပြီတော့တည်တလောက်ပေါ့ဖုံးမောင်ဖုံးမောင်ကတော့ကြောင်းတိုက်ကတော့ဒီဒရိုက်ပဲလားတချို့ ဆရာတော်ကြီးကကြောင်းလိုက်ပြီးအများကြီးအများကြီးဖြစ်နေတတ်တယ်။ဘုံမောတော့အဲတပည့်တော်ဒီဒီကြောင်းမဲ့ထားပါဘူး။တမန်တမန်ဒီကြောင်းမဲ့တပည့်တော်စာမွေဝဲအောင်ကားသားကတော့အဲအင်းစိန်ရွာမှာပရိယတ်ဒီစာသင်လိုက်တာဒါတပည့်တော်ရဲ့မိခင်တိုက်သဘောဖြစ်တာပေါ့နော်။မှန်ပါဗျာ။မိခင်တိုက်သဘောဖြစ်တော့ဆရာတော်ကြီးကနေပြီးတော့တပည့်ကိုချီးမြှောက်တဲ့အနေနဲ့ဆိုပြီးတော့ကျောင်းသားရဲ့ပိုင်ဆိုင်မှုတွေထည့်သွင်းထားတာ။တူတူကတမန်ကိုတမန်ထည့်ထားတာ။ထည့်တာဟုတ်တယ်။တမန်ဗျာတမန်။အဲ့ဒီအချိန်တုန်းကတပည့်တော်စာမွေအောင်ပြီး တနှစ်နှစ်နှစ်လောက်ကြာတနှစ်လောက်ကြာဒီမှာရဲ့တနှစ်လောက်ကြာမှာအဲ့ဒီမှာတကယ်ပိုင်းဆိုင်တာတော့ဆရာတော်ကုဏ္ဏတော်ဝန်သားဗရဏနာရီကဆရာတော်ကြီးရဲ့နောက်အဲ့ဒီကြောင့်တိုက်အုပ်ဆရာတော်ဖြစ်တဲ့ဆရာတော်ဥတီလောကပြည်ဝန်သားရဲ့နှစ်ပါးပိုင်တာပါနော်ဒီမှာနှစ်ပါးပိုင်တဲ့ကြောင့်တိုက်ကြီးကိုတစ်ပါးထပ်ထည့်မယ်ဒီပြီးတော့ထည့်ပြီးတော့သုံးပါးပိုင်တိတန်တကပါနော်။အော်ဒီမှာအဲတိတန်တကလုံမယ်ဆိုပြီးတော့အဲ့လိုလုတ်ခဲ့ကြတာပါနော်။အဲ့လိုလုတ်ခဲ့ကြတော့ဒါ ပိုင်ဆိုင်မှုတွေမှာပြီးတော့ပါနေရတာပေါ့လေတမန်တမန်အဲ့လိုလေးရှိပါတယ်ဆရာတော်ဘုရားရောက်အုပ်ချုပ်နေတဲ့အတွက်တော့အုပ်ချုပ်ပိုင်းနဲ့တော်သူဆက်သွားတာပေါ့ဆက်သွားတာဟုတ်တယ်တမန်တမန်ဟုတ်တယ်ဆိုတော့ဘုမုံအခုအစိုးဒီရဟန်းဘဝမှာအခုရေးသားပြုခဲ့တဲ့ဉာဏ်သာတွေဓမ္မမဟုတ်အဲ့လိုပေါ့ဘုမုံဥချခဲ့တာတွေ အခုကပုံစံပုတ်ချလုံးမယ်လားပုတ်ချတော့မယ်တင်ပါတင်ပါဘယ်အတန်းနေဖို့ပုတ်ချပေးလဲအခုတော့ဒီဗီဒီကပေါ့ဒီဗီဒီကဝက်သက်သက်ဒီဗီဒီကဝက်သက်သက်ကျွန်တော်ငွေလာကြီးဓမ္မစီရီရောငွေလာကြီးဓမ္မစရိယရီကပြန်နေဆာယာဘုံကြီးတွေနဲ့သူကသူတင်ပါဒါနေတော့လေတင်ပါတင်ပါဒါနေတော့အဲ့ဒါဟိုတည်းဟိုဒီဗီဒီကစာဝါပေါ့တင်ပါတင်ပါသူရောက်ခါစာတုန်းကတော့ပါဠိပါရီကူစာဝါလည်းပို့ချပါသေးတယ်။ပါဠိပါရီကူစာဝါနဲ့တိပိဒကစာဝါဒီနှစ်မျိုးပို့ချတာပါเนาะ။နောက်ပိုင်းကျတော့အဲဒီပါဠိပါရီကူကတော့ဒီလိုတို့ အစိုးရရဲ့စာမျိုးပဲမှလည်းအောင်မြင်တာနည်းတယ်တင်ပါတင်ပါဟိုဓမ္မစရိယကျမ်းပြီးတာများသလားအဲ့ဒီပါဠိပါရဂူဆိုတဲ့အတန်းကိုအောင်မြင်လာကြတော်တော်ကြီးကိုနည်းပါတယ်ဒီနှစ်မှ5ပါး6ပါးအလုံးလုံး10ပါးပေါ့နော်တင်ပါအဲ့ဒီလောက်ပဲအောင်မြင်တာဆိုတော့ဒီစာလိုက်တဲ့ပုံကများကလည်းနည်းနည်းလေးဟိုစိတ်ပြည့်တဲ့သဘောရှိသလားမသိဘူးတင်ပါအဲအဲ့သဘောရှိတာနဲ့နောက်ပိုင်းကျတော့ဟိုသူတို့ကိုယ်တိုင်လည်းသိပြီးစိတ်မဝင်စားတော့လို့လေအော်စိတ်မဝင်စားတဲ့အခါကျတော့ဒီပြောလဲ ့ပို့ချဖြစ်တော့တာအဲ့ဒီနှစ်တော့ပြန်ပြီးတော့ပို့ချမယ်လို့ဒီလိုမှန်လာတယ်ပါဠိပါဠိကိုစကိုလည်းပို့ချနိုင်တော့မှာနော်တင်ပါဗျာတင်ပါအဲ့လိုကြီးတော့မှန်ပါဗျာဘုံဘုံကစာချတာကြံပြူတာတမိုင်းထောက်ထားပြီးလိလာတာအဲဂီတာအမှုပညာတွေလည်းငငရတိုင်ကတော့လွတ်လွတ်လပ်လပ်နဲ့နားလည်ခဲ့တော့ဘုံအဲ့ဒီနဲ့ပတ်သက်ကိုပါဠိထပ်ပြီးလုတ်ဖြစ်သေးလေဘုံဘုံစာအုပ်ကြီးတာတွေ့တယ်နော်အဲ့တင်ပါစာအုပ်ကြီးတာတော့ဒီ စာသင်သားလုံးစာအုပ်ကတော့ဒီလိုလိုတိပိဋကအခုတိပိဋကစာသင်သားတွေသုံးတယ်ဒါဟိုတိကာပါရဆိုတဲ့စာအုပ်ပေါ့နော်တင်မာတိကာသာရဘုမာရဲ့ဒုတိယပဲအဲတင်မာတိကာသာရဆိုတာတိကာများရဲ့မှတ်စုပေါ့ဗျာတင်မာတင်မာအဲ့တော့တိပိဋကစာမျိုးမှာသုံးတယ်အဲ့ဒီဟိုပါဠိတော်အထာကထာတိကာဆိုတဲ့ဒီသုံးမျိုးမှာတင်မာတိကာဆိုတဲ့စာအုပ်ကများတယ်များလဲများတယ်စာအုပ်ကြီးတွေလည်းဖြစ်တယ်ဆိုတော့ဒီဖြည့်တဲ့ပုံကများက ကင်တွေကြီးရှိပါတာနည်းခက်ခဲတယ်လေဒီမှာလေးတာနဲ့ဆောင်းဝဲမေးလို့ကောင်းတဲ့နေရာလေးတွေပြောလို့နှုတ်ထုတ်ပြီးတော့စောင်းရေးနေတာပေါ့ဒီမှာအဓိကပါရဆိုတာအရာကပိဋကသုံးပုံအကုန်လုံးအတွေ့ပြီးတော့ရေးတာပြီးစီးခဲ့ပါတယ်ဒီမှာဒီမှာဝီနီမှာ6အုပ်ပေါ့ဝီနီမှာ6အုပ်သုတ်တံမှာ4အုပ်အဓိမာမှာ4အုပ်ဆိုတော့အားလုံး14အုပ်ပေါ့နော်အော်14အုပ်ဒီကသုံးပုံလုံးအတွေ့ ဟိုမူကြီးခဲ့ပြီးသားတွေရေခဲ့ပြီးသားတွေတင်မာတင်မာပြီးသားပြီပေါ့နော်တင်မာနောက်တခါပါဠိပါတဲ့ခုအတွက်ပြီးတော့ညီပြပါဠိပါတဲ့ခုဆိုတာပါဠိပါတဲ့ခုစီမင်းနေအခြေခံပြီးတော့ညီရအောင်တင်မာဗျာပေးတဲ့ညီပေးစာအုပ်တော့ရဲ့နောက်တခါဝိနည်းပါဠိပါတဲ့ခုဆိုတာတော့အဲဒီပါဠိပါတဲ့ခုအခုသုံးခုရှိတာပေါ့နော်တင်မာပြန်နေတဲ့ပါဠိပါတဲ့ခုသုံးခုမှာဝိနည်းပါဠိပါတဲ့ခုအတွက်ဒါပြီးသန့်စာအုပ်ပဲတအုပ်ပေါ့အလုံးနဲ့ဆိုင်တဲ့ပါဠိပါတဲ့ခုကတအုပ်ဆိုပြီးတော့ပါဠိပါတဲ့ခု နှစ်အုပ်ပဲလို့ရေးခဲ့တယ်။နောက်တစ်ခါမြမဂုံသူဒီလိုပဋိသင်္ဘိတာမဲ့ပါဠိတော်ပဋိသင်္ဘိတာမဲ့ပါဠိတော်ရဲ့အ내အဓိပ္ပာယ်အထက်ကရာအဓိပ္ပာယ်လေးပါဠိမှာအပါပါလေ။အဲအဲ့ဒီစာကိုလည်းရေးခဲ့တယ်ပဋိသင်္ဘိတာမေကထရောဇနာဆိုတာလေ။တင်ပါဗျာ။အဲ့ဒီစာကိုလည်းရေးခဲ့တယ်။ဒါကတော့စာတင်သားသုံးစာအုပ်ပေါ့လေ။တင်ပါတင်ပါတင်ပါ။စာတင်သားသုံးပြီးတော့ကျန်တာကတော့အခုနောက်သမိုင်းစာအုပ်လေးပေါ့နော်။တင်ပါဗျာ။ပါဠိမြန်လည်းဘုံမှတ်မိတလောက်ကလေးပေါ့ဗျာ။အဲ သမိုင်းစာအုပ်ကတော့တပည့်တော်ပထမဆုံးစာရေးခဲ့တာဒီမင်းငွန်းဆရာတော်ဘုရားကြီးနှစ်တရာပြည့်တော်မယ်ဆိုတဲ့အချိန်ပေါ့နော်တမန်1383ခုနှစ်ပေါ့တမန်တမန်မင်းတို့ရတော့ဘုရားကြီးက1283ခုနှစ်မှာဖွားမြင်ခဲ့တာဖြစ်တော့1383ခုနှစ်မှာနှစ်တရာပြည့်မယ်။အဲဒီနှစ်တရာပြည့်တော့မယ်ဆိုတဲ့အချိန်မှာမင်းတို့ရတော့ဘုရားကြီးရဲ့ရာပြည့်အထည်အမှတ်အနေနဲ့ဆိုပြီးတော့အနှစ်တရာမှတ်တမ်းလွှာဆိုတာ ကိုရေးခဲ့ပါတယ်နှစ်အုပ်ပေါ့နော်တင်ပါဗျာနှစ်တရာမှတ်တမ်းလောအဲ့ဒါကတော့ဆရာတော်ဘုရားကြီးစတင်ပြီးတော့ဖားမြင်တော်မူရဲ1283ခုနှစ်ကစပြီးတော့1383ခုနှစ်ခုနဲ့ဒီဒီနှစ်တရာအတွင်းမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေပေါ့တင်ပါဗျာရေးဆရာတော်ဘုရားကြီးရဲ့ဟိုဝင်လက်ပါတယ်ပေါ့ဆရာတော်ဘုရားကြီးရဲ့ဘုရားသွားထုတ်ပတ်ကြည့်စာရေးခဲ့တယ်ရေးပြီးတော့အဲ့ဒီထဲကနေမှမင်းကိုဆရာတော်ဘုရားကြီးရဲ့ထေရုပ္ပတ္တိကိုပဲ လီးသံထွေးထုတ်ပြီးတော့တိပိဋကအရှင်မြတ်များရဲ့ဖခင်ကဘာကျော်မင်းကွန်းထေရှင်ဆိုပြီးတော့အဲဒီစာအုပ်တို့ပြခဲ့ပါလေအဲ့ဒါကတော့ခုနအနှစ်တရာမှတ်တမ်းလွှာတဲ့ကနေဆရာတော်ဘုရားကြီးရဲ့ထေရဝတ္တိကိုပဲတတ်တတ်ရွေးထုတ်ပြီးတော့စာအုပ်ကလေးလုပ်လိုက်တာပေါ့နော်မှန်ပါဗျာစာအုပ်ကလေးအဲ့လိုလုပ်လိုက်တယ်အဲအဲ့ဒီနောက်ပိုင်းမှာတော့ဒီလိုလိုပြင်းရေးတာရှိတယ်ဗျာအဲဘဝနဲ့မှတ်တမ်းများဆိုတာရှိတယ်နောက်အင်းစိန်ရွာမှာဆရာတော်ဘုရားကြီးရဲ့ ထေရပတ္ပါ့စေတုမှတ်တာရှိတယ်မှတ်အောင်ပေါ့နောက်ပရမယာယတုမှတ်တမ်းဟောဆရာတော်ဘုရားကြီးအသက်တော်85နှစ်ပြည့်အသက်တော်80ပြည့်အဲ့ဒီမှတ်တမ်းသာဝတိရေးဖြစ်ပါတယ်နောက်တပည့်တော်ကိုရာရဲ့ဒီမှတ်တမ်းသဘောမျိုးပေါ့ဘဝနဲ့မှတ်တမ်းများဆိုတာအဲအဲ့လိုရေးပြခဲ့တယ်အဲ့ဒီဘဝနဲ့မှတ်တမ်းများကတော့အခုချိန်မှာ ရှာလို့မရတော့ဘူးပေါ့။အေးအဲ့ဒါကြောင့်ဘုံဘုံအဲ့ဒါလည်းရခင်ကောင်းပါဘုံဘုံကြောင့်ဒီတမတမဆိုပါအဲ့လိုရေးပြခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာကြာတော့ဒီနိုင်ငံရဲ့သမိုင်းလို့ပြောရမှာပေါ့နော်။တမတမနိုင်ငံရဲ့သမိုင်းဆိုတော့ချစ်တော်ဝတုံကြီး။ဩချစ်တော်ဝတုံကြီးဆိုတဲ့နာမည်နဲ့နိုင်ငံတော်ရဲ့သမိုင်းပေါ့နော်။တမခလာကိုရေးပြပါလေ။အဲ့တော့ရေးပြတာဟိုးဒီနိုင်ငံတော်စပြီးတော့တည်တဲ့အချိန်ကစပြီးတော့ပေါ့နော်။တမလွန်ခဲ့တဲ့နှစ်တန်ပေါင်းများစွာပေါ့။ ပင်လယ်သမုဒ္ဒရာတွေကနေပြီးတော့ဒီမြေဒီဒီနေရာဒီကျွန်းပေါ်လာတဲ့အချိန်ကစပြီးတော့ဟိုရှာဖွေလို့ရသလောက်ပေါ့ဗျာတမပါဗျာအဲ့လိုလေးရေးတာပေါ့အဲ့လိုလေးရေးတာဟာအခုမျက်မှောက်ခေပြီးတော့ရေးလို့ရှင်ဗမောရှာတော်ဘုရားကြီးဒီဘဝနတ်ထံပြန်လည်တော်မူတဲ့အထိရောက်သွားပြီပေါ့နော်တမပါဗျာတမရောက်သွားပြီအဲ့အဲ့ဒီနောက်ပိုင်းတော့ဆက်ပြီးတော့မရေးဖြစ်တော့ဘူးပေါ့တမအဲ့ဒီနောက်ပိုင်းတော့ဆက်မရေးဖြစ်တော့ဘူး ဒါမျက်မှောက်ခေဖြစ်နေတဲ့အခါကျတော့ဒီလိုအကြောင်းအရာတွေကရေးဖို့ရာနေနဲ့ခက်ခဲတာတွေပါတာပေါ့နော်ရေးဖို့ရာခက်ခဲတာပါတော့ပါတဲ့အတွက်ပြီးတော့အဲ့မြာပါပဲရလိုက်တာပေါ့မှန်မှန်ဖြစ်တော်ဘုတ်တုံကြီးကိုတော့ဆက်ပြီးတော့မရေးဖြစ်တော့ဘူးအဲ့တော့ခရစ်နှစ်အနေနဲ့ဆိုရင်တော့2023လောက်ဖြစ်မယ်2024လောက်ဒီဖြစ်မယ်ထင်တယ်ဒီမှာ2024ဘယ်လောက်ပေါ့ခုနှစ်လပိုင်းပေါ့နော်ဒီမှာဟိုအဲ့မြာ မှာပဲရပ်သွားတဲ့သဘောပေါ့ဗျာဟို2022တောင်ကြာမုံဆောင်နှုတ်သုံးကိုရည်လိုက်လိုက်တာအော်ထုတ်တာကြည်ရလေဒီမှာဟုတ်တယ်ဟုတ်တယ်အဲ့တော့မြမသမိုင်းလေးပေါ့ဗျာဒီမှာဗျာမြမသမိုင်းလေးအဲ့လိုပြီးကြောက်ရည်တာရှိတယ်နောက်တစ်ခါအဲ့ဒီမြမသမိုင်းဖြစ်တော်ဘုသုံးကြီးထဲမှာဒီလိုထူးခြားတဲ့ပုံကိုယ်တွေရဲ့အထုပ်ပတ်တွေလည်းပါနေတာဟုတ်ဒီမှာဗျာပါတဲ့ခါကျတော့ဒီဖတ်ရတဲ့ပုံကိုယ်တွေကပြောတယ်ဟို ကောင်းတော့ကောင်းတယ်ဒါပေမဲ့လို့တမျိုးကြီးဖြစ်ဖြစ်သွားတယ်ပေါ့နော်ဘယ်လိုတမျိုးလဲဟိုနိုင်ငံရဲ့အကြောင်းအရာနိုင်ငံရဲ့အကြောင်းအရာတွေကိုဖတ်မှတ်နေတဲ့အချိန်မှာပဲအဲဒီပုံကိုယ်ကြီးအဲဒီနှစ်မှာကွယ်လွန်တဲ့ပုံကိုယ်ကြီးအထောက်ပတ်တီဆိုတာကဂျားတွေဝင်လာတယ်ဂျားတွေဝင်လာတဲ့အခါကျတော့ကွာပြတ်သွားတာပေါ့တင်မှန်တင်မှန်တိုင်းပြည်အကြောင်းအရာပြတ်သွားပြန်ရောဒီကားလေဟိုဟိုပြက်ပြက်ပြီးတော့မှပြီးတော့မှပြင်းပြန်ဆက်ရတယ်လို့ဖြစ်တယ်။နည်းနည်းလေးနည်းနည်းလေးဟိုပါတော့ 呃，去年嘞那都没有批的，那会儿你见架子了皮带，那个李保国的家伙，哦，最近那是。